ကျော်သာမင်းကန်တယ်မှာဖြစ်ပါတယ်ကျော်သာမင်းကိုရီးယားတွေကိုဖျက်တင်ပေးထားတယ်ဘက်ထရီအခြေအနေကြီးနေတယ်ဘလန်ကန်နေဂိုးတယ်ခင်ဗျာအခုဆိုရင်တော့မာယွန်နဲ့အတင်းရဲ့တိုက်စစ်ကစားသမားပက်ထရစ်အကောင်းဆုံးကန်သွင်းချက်နဲ့အတူမာယွန်နဲ့အတင်းအတွက်ဥဆောင်ဂိုးကိုတော့ကျွန်တော်တို့ရရှိအောင်စမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်မဟာအသင်းအနေနဲ့ ISP အသင်းကိုဥဆောင်ခွင့်ရရှိသွားပြီခင်ဗျာဘူဒမိုင်း ရကံပဲခင်ဗျာရကံပြီးတာလေကိုးရခင်ဗျာဒီမှာတော့မာယူနေတဲ့အသင်းရဲ့တိုက်စစ်ကစားသမားပက်ထရစ်ရရှိလာတဲ့ဖရီကစ်ကနေတဆင်းဒါရိုက်ကန်သွင်းပြီးတော့မာယူနေတဲ့အသင်းလိုအပ်နေတဲ့ခြေပါကိုသူယူပေးသွားတာပဲဖြစ်ပါတယ်အထွေအနေနဲ့ဖွင့်ပွဲစဉ် SBU နိုင်ရရှိတဲ့ပွဲမှာလဲလင်ကိုတကူ သူယူပေးနိုင်ခဲ့ပြီးတော့ဒီကနေ့မှလည်းမာယူနိုက်တက်အတွက် နောက်ထပ်လိုအပ်နေတဲ့ချီပါကူတကူကိုသူယူပေးနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ညမိုးမျိုးရှိကိုပေးတာပြီးဘယ်တော့ကောင်းတယ်မချိုးသားတယ်ကိုပြီခင်ဗျာဒီချိန်မှာလဲဒီပွဲစဉ်မှာတော့ပွဲစာပိုင်းမှာခိုင်နေတဲ့အသင်းဟာမဟာအသင်းဘက်ကိုနိုင်ငံ PC ကစားနိုင်ခဲ့ပြီးတော့သူတို့နဲ့ဥဆောင်ကိုလည်းရရှိရဖြစ်ပါတယ်ဒါမဲ့လည်းဥဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့အာအသင်းဟာသီးသသာကစားပုံပုံမကောင်းပုံလာပြီးတော့လိုအပ်နေတဲ့ခြေပါကို ။ဟာကျော်ဘက်ထရီကိုပေးထားတယ်ဘက်ထရီပဲ။ရသွားပြီများလူမကျုံဘူးများဘက်ထရီပဲ AI ဝင်လာပြီလှန်ကန်ထားတယ်။ဘိုးရဲခင်ဗျာခုဆိုရှင်တော့သူတို့ပြီးသွားတဲ့ဘက်ထရီရဲ့အဆုံးတစ်ပိုင်းဆွမ်းဆောင်ရရတယ်တော်လေးကိုကြာတည်တက်ခဲ့တာပဲဖြစ်တယ်ခင်ဗျာ။သောပိုင်းမှာလည်းဘက်ထရီကူပုံစံအတိုင်းပဲကုသမောင်ကိုကြော်ပြီးတော့သွင်းဖို့သူရင်ကျူးစားခဲ့တာတော့ပြည်သက်တွေမမိအောင်မယ်လို့ထင်နေပြတာ။ ောင်ကမောတော့ကျော်စွာမင်းကန်နေပေးထိုက်ကောင်းတိုက်တယ်တသွေးနေရာဇညာလက်ရှိကပါမဟာယူနိုက်တက်ဒီကချီပါကိုပြန်လေရရှိသွားခဲ့ပြန်နေများဒီနေ့ပွဲစဉ်ကတော်လီ၃ဂိမ်၃တိုင်တိုင်ဦးဆောင်ကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီမဲ့လေမဟာယူနိုက်တက်အသင်းကတော့၃ဂိမ်၃ကဇလုံးကိုပြန်လေချီပါနိုင်ပြီးတော့လက်ရှိကမှာတစ်ဖက်၃ဂိုးစီနဲ့တီးရလဲထွက်ပေါ်နေခဲ့ပြီပဲဖြစ်ပါတယ် ကနေနာရီကိုပြီခင်ဗျာဒီချိန်မှာတော့မဟာယူနိုက်တက်အသင်းကပဲသူတို့ရဲ့အားသာတဲ့တကယ်မောရီယာနေတစ်ဆင့်နောက်ထပ်ဥဆောင်ကိုတကူရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုပဲပက်ထရစ်အလိုက်တင်လေးပိတ်သွင်းပြီးတော့မဟာယူနိုက်တက်အသင်းလိုအပ်နေတဲ့နောက်ထပ်ဥဆောင်ကိုတကူကိုတွင်ပေးလိုက်နိုင်ပြီပဲဖြစ်ပါတယ်ကာလူဂျူမနာနဲ့ကနေပေးထားတယ်တနိုင်လိုက်နေခင်ဗျဒါပေမဲ့ကိုကိုအောင် တန်နိုင်ပဲရသွားပြီခင်ဗျာတန်နိုင်ချူပီတာတွေဂိုးပြီခင်ဗျာလက်ရှိအချိန်မှာတော့ပက်ထရစ်တန်နိုင်ရဲ့ဖိဖို့မှုကိုကောင်းမွန်ဆုံးအဆုံးသတ်ပြီးတော့မိုင်းနဲ့တဲ့လိုအပ်နေတဲ့အဖွင့်ကိုသွင်းလိုက်ပြီပဲဖြစ်ပါတယ်ကျွန်တော်မတော့ဝင်းကူကိုထွန်းဝင်ရောက်ပုံချမ်းခဲ့တာပဲဖြစ်ပါတယ်မိုင်းနဲ့တဲ့အတင်းဟာပယ်နလ်တီပြတ်တံပေါ်ကန်ခွင့်ရမှာဖြစ်ပါတယ်ပက်ထရစ်ကန်ထားတယ်ဂိုးတယ်ခင်ဗျာပက်ထရစ် မာယူနိုက်တက်လိုအပ်နေတဲ့ချီပါကိုတကူတော့သူပေးနိုင်ပြီဖြစ်ပါတယ်အတွင်းတော်လေးအောင်မဲသူချက်ခေါက်လေးရလာသေးတယ်ချိန်မှာတော့အောင်မဲသူဘောလုံးကိုဆွဲထွက်ဖို့ကြိုးစားမှာတော့ရခိုင်တင်းရဲ့ကစားသမားတွေဖြတ်ထုတ်ဖို့အနေငယ်ကြမ်းခဲ့ရအောင်ကွင်းလေတတလောက်မှာမဟာတင်းရပြည်တယ်မောကန်ကွင်းရရှိမှာလည်းဖြစ်ပါတယ်မာတင်ပဲပြည်နယ်ပေါ်မာတင်ပြေးထားပြီအေးရရောကြားတဲ့ခေါင်းတိုက်တယ်ထပ်ပိတ်တယ် ဒီချိန်မှာလဲရခိုင်အသင်းရဲ့ခန်းစစ်ကစားမရီရဲ့အနေငယ်ပေါ်ရောက်တဲ့အနေထားကနေပက်ထရစ်နောက်ထပ်ဦးဆောင်ကိုတကိုးကိုတော့ထပ်မံသွင်းယူသွားပြီလဲဖြစ်ပါတယ်ပြည်တံမောင်းကနေဓာတ်ရိုက်ပေးဖို့တဲ့ဘောလုံးကိုတော့ပန်ရီအေရှာထဲမှာရခိုင်ခန်းစစ်ကစားမရီရှင်းထုတ်ရမှာတော့အနေငယ်မတည်တတ်တဲ့အနေထားတစ်ခုမှာဘမအဆင်သင့်ရှိနေတဲ့ပက်ထရစ်ဘယ်ချင်းနဲ့အตาရပဲပိတ်သွင်းယူပြီးတော့ မဟာအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုရရှိဖို့စွမ်းဆောင်သွားနိုင်ပြီဖြစ်ပါတယ်။ကိုမြဖုံးရေးမဟာအသင်းကတော့စတိုက်ဆိုလိုပဲဥဆောင်ကိုနှစ်ခိုးတင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ပြန်ပြေးတာထားနိုင်ခဲ့ရပဲဖြစ်ပါတယ်။လို့ရှိရင်တော့ကျော်စွာမင်းရာသာသီကျော်စွာမင်းညင်ညီထုံးနဲ့ရင်ဆိုင်တွေ့နေရပဲဖြစ်ပါတယ်။ကျော်စွာမင်းမင်းချိုးပေးတာပဲမိကောင်းမြတ်သူချိုးပေးတာလေပထစ်ကောင်းတိုက်လေဂိုးပြန်ပြီခင်ဗျာ။မိုင်းနေတဲ့ကွင်းလေးက ြော်စွာမင်းရှေ့တန်းကကောင်းမြတ်သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုလည်းမဖြစ်မနေတိမတ်ပြုတ်သွားမှာပဲဖြစ်ပါတယ်။အယူနဲ့တဲ့အတင်းရဲ့တက်စစ်ကသားမှပက်ထရစ်အနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာပြမပိုင်းမပြီးဆုံးခင်မှာပဲ twin goal နှစ် goal ကိုတင်ထားနိုင်ပြီပဲဖြစ်ပါတယ်။အထွေအနေနဲ့ဒုတိယမြောက်ဥဆောင်ကိုသူ့နိုင်ခဲ့တယ်လို့လက်ရှိအချိန်မှာလည်းတတိယမြောက်ဥဆောင်ကိုပွဲကစားချိန်42မိနစ်အရောက်မှာပဲထပ်မံသူ့ပြီးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။သွားမင်း နောက်နေပြန်တွဲထားတယ်ထူဝီယန်ကျော်သွားမယ်လက်ခံတာပြီပထကောင်းတိုက်ပြီဂိုးပြီခင်ဗျာလက်ရှိအချိန်မှာတော့မဟာယူနိုက်တက်အသင်းဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ကျော်သွားမင်းရဲ့ကန့်ချက်ဂိုးပါရန်ထိပ်ပြီးတော့ပြန်ရှင်ထွက်လာတဲ့လုံးကိုပရီအေရီးယားတွေမှာအသင်းရှိနေခဲ့တဲ့မဟာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားပက်ထရစ်ဒီနေမဲ့ခေါင်းတိုက်အဆုံးသက်ပြီးတော့မဟာယူနိုက်တက်အသင်း လိုအပ်နေတဲ့အတွင်းကိုတကူသူပေးသွားခဲ့ပြီပဲဖြစ်ပါတယ်ကျော်စွာမင်းရဲ့ကန်ချက်ကကောင်းဝင်ခဲ့ပြီမဲ့ဘာရန်ထိပြီးတော့ပြန်ထွက်လာတဲ့အလုံးကိုဧရိယာထဲမှာအသင့်ရှိနေခဲ့တဲ့ပက်ထရစ်ဒီနေမဲ့ခေါင်းတိုက်ဆုံးသက်ပြီးတော့မာယူနိုက်တက်အသင်းလိုအပ်နေတဲ့ဥဆောင်ဂိုးကိုတော့ပွဲစားချိန်16မိနစ်အရောက်မှာပဲသူသွားခဲ့ပြီပဲဖြစ်ပါတယ် ပက်ထရစ်လန်ကန်လာတယ်ဂိုးပြီခင်ဗျာလက်ရှိအချိန်မှာတော့ရရှိလာတဲ့လွတ်တကံပေါ်အခွင့်အရေးနေဒီနေ့ပွဲစဉ်အတွက်ဒုတိယမြောက်သူရဲ့အသွင်းကိုတော့ပက်ထရစ်လွတ်တကံပေါ်ကနေတိုက်ရိုက်ကန့်သွင်းပြီးတော့မာယူနိုက်တက်အသင်းကိုနှကူကူးကြည့်ဆိုတဲ့ဇာလနဲ့ဥဆောင်သေးခဲ့ပြီပဲဖြစ်ပါတယ်ပထရီရဲ့ကံကြက်ကတော့တော်တော်လေး ကောင်းမွန်ခဲ့တာကိုတော့တွေ့ရတယ်ဗျာ။ဘာအကာလင်းမြက်လဲဘာမှမတက်နိုင်ပဲနဲ့။ဘင်ကိုဖြစ်ခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါလိမ့်။အကာကြောရှူမာပြီးသားလေး။ဒူဝီယန်ပထရစ်ဘက်ကောင်တိုက်တာပြန်ပြီ။ဂိုးပြန်ပြီခင်ဗျာ။ရှိမာတော့လူစားဝင်ကစားသမားပထရစ် ။ဟာ United အသင်းအတွက်တတိယမြောက်ဥဆောင်ကိုတော့လာပါပြီ။သူပြီးသွားခဲ့ပြန်ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပုဂ္ဂဒါကြီး50မိနစ်အကြောက်မှာတော့ Man United အသင်းက3ဂိုး2ဂိုးဆိုရဲဂျာလန်နဲ့မြောက် FC အသင်းကိုတော့ဥဆောင်ကစားနိုင်ပြီပဲဖြစ်ပါတယ်။ Man United အသင်းရဲ့ဒီရပိုင်းအစမှရင်ဒါလေးလေးမှုတွေကအလုပ်ဖြစ်ခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ de elsi mama united ကောင်းမွန်တိကျခဲ့တယ်ပတ်သက်ရဲ့ဒုံတပိုင်စမ်းဆောင်ရတယ်ကောင်းမွန်ဆုံးနေထားမှာရှိနေရပဲဖြစ်ပါတယ်ပေါင်းချင်နေကြည့်တယ် အခုပြန်လဲတွေးမှာပက်ထရစ်ကိုလူပေးမှားတယ်ခင်ဗျာခုဆိုပက်ထရစ်ရရှိသွားပြီမာယူနိုက်တက်အသင်းပဲလက်ကန်ထားတယ်ကိုးတယ်ခင်ဗျာခုဆိုတော့မာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားပက်ထရစ်တစားမှန်အသင်းရဲ့လူပေးမှားမှုကိုခွင့်အကောင်းဆုံးရောက်ပြီးတော့အသင်းအတွက်ဥဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ခုကပြောခဲ့သလိုပဲပက်ထရစ်အနေနဲ့တင်းကုန်းများဆုံးဆင်းမှာတင်းကုန်း73ခုနဲ့ယက်တီနေခဲ့ပြီးတော့အစနစ်နေရာကယက်တီနေခဲ့ပြီးတော့ခုဆိုတော့ဒီပွဲစဉ်မှာတင်းကုန်းတကူရရှိခဲ့တာကြောင့်တင်းကုန်း14ခုထိဖြစ်လာခဲ့ဖြစ်ပါတယ် ရင်ကုန်များသောကုသမဖြစ်တဲ့ရင်ကုန်ရင်းနဲ့အတင်းရဲ့ကစားသမားညော်ထွေးရ15ခုဖြစ်ပြီးတော့ပက်ထရစ်ကတော့အခုချိန်မှာ14ခုနဲ့နောက်ကတဖြည်းဖြည်းလိုက်လာခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့ပွဲတွေမှာတော့ပက်ထရစ်နေနဲ့နောက်တစ်ခုရရှိခဲ့မယ်ဆိုရင်တော့ရင်ကုန်များသောနေရာမှာညော်ထွေးနဲ့ဘူးရဲရက်တီမှာလည်းဖြစ်ပါတယ်။နေမှာယူနေတဲ့အတင်းကတော့ပက်ထရစ်ဒီကစောင့်ကြည့်ထားမယ်ကစားမနေရာမှာရှိနေခဲ့တယ်ခင်ဗျာ။ပါရတဲ့မတက်စီကိုဖေးထားတယ် ။ဒါကြတဲ့အမဲကုသောနိုင်စိတ်ကလာမှာဘယ်လိုပေးတာပြီ။ပထရစ်ဒီအတွက်ဒုတိယဦးဆောင်ကိုရရှိသွားခဲ့ကြလေဖြစ်ပါတယ်။ဒီရဲ့နိုင်စိတ်ကလာမှာကောင်းမြတ်သူအလားပါဆုံးဖြတ်တင်ပေးဖို့မှုကနေပထရစ်အတိအတွက်ဒုတိယဦးဆောင်ကိုရရှိသွားခဲ့ကြလေဖြစ်ပါတယ်။ပထရစ်နေနဲ့ဒီနေ့ပွဲစဉ်မှာဆိုတော့တင်းကိုနှကိုရရှိခဲ့တဲ့အတွက်ကြောင့်ဒီတင်းကိုရဆိုရင်တော့မြန်မာတယ်လီပြိုင်ပွဲဘုရားများသောကလာမှာဖြစ်အဲကြောထွေးနဲ့ကုရရတိနိုင်မဲ့တင်းကိုတကိုလည်းဖြစ်ပါတယ်။